မင်္ဂလာပါရှင်။ဒေသလေးပဲနေ့ရဲ့နိုဝင်ဘာ16ရက်နေ့ည8:00နာရီတိနောက်ဆုံးရနှုတ်ပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါရှင်။ချမ်းသာကြွယ်ဝလုံးလုံးရွှေကိုမိတာနဲ့တန်းရာချီတန်ဗရမားတွေများစွာလှုပ်ထားတဲ့မင်္ဂလာဝတ်စုံကြီးနေကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့တဲ့ဟင်းဝီရဲ့နေစုပြည့်တစင်းရဲ့တင်မင်္ဂလာပွဲမှာတလောကလုံးဖိတ်ခဲ့ပေမဲ့ဝိုင်းစုခိုင်တဲ့တယောက်တည်းကိုကွက်ပြီးတော့မဖိတ်ခဲ့လို့လူပြောများနေတဲ့ဟင်းဝီရဲ့တင်တို့ကိုရှုစားရမှာပဲဖြစ်ပါရဲ့ရှင်။ ချမ်းသာကျော်ရလုံးလုံးရွှေကိုပိတ်တာတန်းရာချီတန်းဗရမားရီများစွာနဲ့လှုပ်ထားတဲ့မင်္ဂလာဝုဆောင်နဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့တဲ့ဟင်းဝီရန်နဲ့ဆိုပြေတဲ့စဉ်ဒီနေ့နိုဝင်ဘာလ14ရက်နေ့ဒီကနေ့မှာတော့မြန်မာနိုင်ငံရဲ့ပညာတိုင်းဝိုင်းမှာမဟုတ်ပါဘူးတနိုင်ငံလုံးမှာအကြီးဆုံးမင်္ဂလာပွဲတစ်ခုလို့ပြောစမှတ်ပြရမယ်မင်္ဂလာပွဲတစ်ခုကျင်းပပြီးစီးသွားတဲ့နေ့ပါပဲဒီမင်္ဂလာပွဲဟာအားလုံးသိကြတဲ့အတိုင်းမင်းသားဟင်းဝီရန်နဲ့မင်းသမီးဆိုပြေတဲ့စဉ်တို့ရဲ့မင်္ဂလာဘိတ်သိက်ပွဲကြီးပါပဲ ဒီဝဲဟာတာမန်အနုပညာရှင်မင်းသားမင်းမီးတွေရဲ့မိခလာဝဲတစ်ခုမဟုတ်ပါဘူးဟင်းဝင်ရနဲ့ဆိုပြည့်စင်တွေချမ်းသာကြွားမွန်တဲ့ပိုင်းဆိုင်မှုတွေကိုချပြသွားတဲ့ပွဲကြားရတဲ့ရမ်မြုံနဲ့တော့အမေရိကန်ဒေါ်လာတန်းရာချီကုန်ကျခဲ့တဲ့မင်္ဂလာပွဲပါပထမဆုံးပြောမှာကမင်္ဂလာဝဲကျင်းပရာနိုဘိုဒဲမတ်စ်ကခမ်းမပြင်စင်မှာဒီဝဲတန်းဟင်းဝင်ရနဲ့ဆိုပြည့်စင်တို့ဟာတာမန်ပွဲစီစဉ်သူတွေမဟုတ်ဘဲနိုင်ငံခြားကပညာရှင်တွေဒီဇိုင်နာတွေကိုဒီကုတကဟာရန်အသုံးပြုခဲ့ပါတယ်ခမ်းမတစ်ခုလုံးကိုတစ်ခွပန်းနေတဲ့ကြီးပဲအလားဆင်ထားတာပါ ခမ်းမတစ်ခုလုံးကိုတိခွာပန်းနေနဲ့တင်ဆောင်ထားသမားလို့တော့ထင်မှန်မှားရလောက်အောင်မျက်စိတစုံအသုံးပြုခဲ့တာပါသတင်းတွေရဲ့ခမ်းမ်းချက်တွေအားဒီပွဲကပန်းလှဆင်ကတခုနဲ့တင်မြမငွေသိန်းပေါင်းထောင်နဲ့ချီကုန်ကြခဲ့တယ်လို့ဆိုပါရင်လူတွေပါစပ်အဟောင်းသားဖြစ်သွားရတဲ့အပိုင်းကတော့သတို့သားသတို့သမီးရဲ့ဝတ်စုံပါသူဖြစ်တော့သတို့သမီးဆုံးဖြတ်စဉ်ဝတ်ဆင်ထားတဲ့မြမရွေရောင်ထိုင်မသိန်းဝတ်စုံပါပဲဒါဟာရွှေရောင်ချီမြင်တဲ့ထိုးထားတဲ့ဝတ်စုံမဟုတ်ပါဘူးဒါဟာရွှေသားစစ်တွေနဲ့ရက်လှုပ်ထားတာပါ ကြားသိရသလောက်တော့ဒီမင်္ဂလာဝတ်ဆောင်တစ်ခုတည်းကိုရွှေစစ်ကိုဘိတ်တာအသုံးပြုပြီးတော့ရလုံဖန်တီးထားတာဖြစ်ပါတယ်။ဒီရွှေသားဝတ်ဆောင်ကိုမှတံမိုးဖြက်လို့မရတော့တဲ့အရေးသွေးတွေနဲ့မိုးကုတ်ဗရမားအစ်စ်တွေနဲ့ထပ်မံပြီးတော့ပနာတင့်စွာဝတ်စားတန်စာဆင်ထားတာမို့လို့တကယ်ကိုမှမျက်စိကျင်းလာအောင်ခန်းနားလှပပြီးတော့စက်တီးရှိလောင်းလာပါတယ်။ဒီပွဲရဲ့ကျယ်ဝမှုတွေကိုပြသတဲ့နောက်တစ်ချက်ကသရိုသမီးဆုပ်ပြည့်စင်ကန်ဆောင်ထားတဲ့လက်ကင်ပတ်မှာဒါဟာနင်းစီပန်းလီလီပန်းအစ်စ်မဟုတ်ပါဘူး။ဒါဟာရွှေသားအစ်စ်ကိုထုလို့ပုံဖော်ထားတဲ့ ရွှေပန်းစည်းအစ်စ်ဖြစ်နေတာပါဒါတွေမကသေးပါဘူးတို့ရဲ့ချမ်းသာကြွားမှုကိုပေါ်လွင်စေဖို့တို့သမီးရဲ့ရွှေချောပွားရွှေထိုင်မသိန်းကစားတို့သားဟင်းဝင်ရဝတ်ဆင်ထားတဲ့ရွှေတောင်ရှိပစိုးစုံအောင်ကရွှေသားစစ်တွေနဲ့ပြုလုပ်ထားတာပေါ့ဒီရွှေဝင်ရမင်္ဂလာဝတ်ဆောင်ပေါ်မှာအပေါ်ကနေထပ်မံပြီးတော့ဗရမ ्या ဝတ်ဆောင်ဗရမ ्या တပတ်တွေကိုပါထပ်ဆင့်ပြီးတော့ဆင်မြန်ထားတာမို့လို့ညီအစ်ကိုတိုင်းအတွက်ကတော့ဒါဟာတကယ်ကိုမှတော်ဝင်မင်းသမီးတို့ရဲ့မင်္ဂလာပွဲမြင်ကွင်းပါပဲ ဒီလောက်ခန်းထားတဲ့ပွဲကိုတက်ရောက်ချင်းချင်းချတဲ့ဧည့်သည်တွေကလည်းတာမန်မဟုတ်ပါဘူး။နှစ်ဖက်ဆွေမျိုးအတိုင်းဝိုင်းနေပြီးမြန်မာနိုင်ငံရဲ့ထိတ်တန့်နုပညာရှင်တွေဖြစ်ကြတဲ့ဖွဖွေဝမ်မောင်ရွှေဤပါဝင်ထိတ်တန့်မင်းသားမင်းမီအများအပြားတက်ရောက်ခဲ့တာတွေ့ရပါတယ်။ဒီလိုခန်းထားမှုအဝဝတဲ့အကုန်ကြစိတ်ကိုလူတွေခံမှန်းနေကြတာကတော့ဒီမင်္ဂလာပွဲတစ်ပွဲနဲ့ကုန်ကြစိတ်ဟာတန်ပေါင်း450ဝန်းကျင်ကုန်ကြခဲ့တယ်လို့ဆိုပါတယ်။တကယ်ကောင်မကြီးကျယ်ခမ်းနားပြီးတော့မြန်မာနိုင်ငံရဲ့တမိုင်းမှာအခမ်းအနားဆုံးမင်္ဂလာပွဲတစ်ခုဖြစ်နေမှတ်တမ်းဝင်သွားမှာတော့သိချပါပဲ ဘယ်လိုပဲဖြစ်ဖြစ်ပါဒီကနေ့မှာတော့တကယ်ကိုပြောရှင်ကြည့်လို့ရတဲ့မင်္ဂလာမောင်နှံတို့ရဲ့ချစ်ချင်းချစ်တာကလည်းဒီရွှေသားတွေဗဒမြားတွေလိုပဲဘွားခီလန်တဲ့ဆောင်လုံးမှာရွှေလက်တွဲခိုင်မြဲပြီးတော့သာရာတောက်ပပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေကြောင်းဆုတောင်းရင်းနဲ့ပရိသတ်တွေကိုမြင်လို့လည်းပြောသွားကြပါအောင်ရှင် င်္ဂလာပွဲမှာတလောကလုံးကိုဖိတ်ခဲ့ပေမယ့်ဝိုင်းစုပိုင်တဲ့တယောက်ကိုကွက်ပြီးတော့မဖိတ်ခဲ့လို့လူပြောများနေတဲ့ဟင်းဝင်ရန်လူပညာလောကတလောကလုံးမှာဟင်းဝင်ရန်ရဲ့စုပြစဉ်မင်္ဂလာပွဲကိုတယောက်ခွင့်ရကြပေမယ့်တယောက်သေးကွက်ပြီးတော့ဖိတ်မခံရတဲ့သူကတော့ဝိုင်းစုခိုင်သိမ့်ပါဒီနေ့နိုဝင်ဘာလ16ရက်နေ့မင်းသားဟင်းဝင်ရန်နဲ့မင်းသမီးစုပြစဉ်ရဲ့မင်္ဂလာပွဲကြီးကိုကျင်းပနေတာပါဒီပွဲရဲ့ခန်းနာပုံကတော့တကယ်ကိုပြောမဆုံးပါဘူးသရုပ်သမီးဝင်းဆောင်ခဲ့တဲ့ဝင်းစင်ကရှင်သန်းစစ်ကိုဗစ်တာနဲ့ရန်လုပ်ထားတဲ့အပေါ်ထက်ဆင်းရဲထားတဲ့ယန္တနာတွေကတံမိုးပြပြရတဲ့မိုးကုတ်ပရမညာစစ်တဲ့ ရိုဘိုဒေမန့်စ်ကခမာတစ်ခုလုံးကိုနိုင်ငံခြားကပန်းပညာရှင်တွေနဲ့တိကျပန်းနေခြင်းဒီတန်လှဆင်နာလာဒီပွဲကိုလာရောက်ကြတဲ့ဧည့်သည်တွေကလည်းဒီနေ့ကျဲရကြီးပါပဲ။ဒါနဲ့မို့ဖွေဖွေဝင်မုံရွှေပါဝင်မြန်မာနိုင်ငံရဲ့ထိတ်တန့်လူညာရှင်တွေတလောင်းကလောင်းဒီမှာဆုံဆုံညီညီတက်ရောက်ခဲ့ကြတာပေါ့လူတွေကဟင်းဝင်ရတဲ့ဆိုပြေစင်တော်မင်္ဂလာပွဲမှာလူတယောက်မလာတာကိုသတိမထားမိခဲ့ပါဘူးဟုတ်ပါရင်ဒီမင်္ဂလာပွဲမှာနမင်းကြီးထိတ်တန့်မင်းသားမင်းသမီးတွေဆိုတော်တွေအကုန်လုံးလာကြပြီပဲပြိတ္တချစ်တော်သတိထားမိလိုက်တာကဆိုတော်ဝိုင်းစခိုင်တွေတက်ရောက်တဲ့ကိုခွက်ပြီးတော့မဖိတ်ချခဲ့တာပါ ီဖြစ်ပျက်ရေးနောက်ကွယ်ကပြည်သက်တွေအားလုံးသိထားကြတဲ့ဖြစ်ဖြစ်ကြောင့်ဖြစ်မယ်လို့ဆိုရတယ်။တချိန်ကဟင်းဝင်ရတဲ့ဝမ်းစခိုင်တွေကအရင်ကလိုချစ်ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ဒရိုနီယာရဲ့ချစ်စလန်ဟာတာမန်ချစ်သူတွေလည်းမဟုတ်ခဲ့ပါဘူး။နှစ်ယောက်သားချစ်လုံးလုံးခိုးပြေးခဲ့ရတဲ့အစင်းတွေကိုတရင်တွေထွက်ခဲ့ပူပါတယ်။ဒါပေမဲ့ဟင်းဝင်ရဲ့မိမာတွေဘက်ကဝမ်းစခိုင်တွေကလုံးဝသဘောမတူခဲ့ပါဘူး။မိမာတွေကပြင်းပြင်းထန်ထန်သဘောမတူကန့်ကွက်မှုတွေကြောင့်သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြတယ်ဆိုရင်အဲဒီတော့ကလူပညာသားဝင်ကသတင်းကြီးခဲ့ပါတယ်ဒီလိုဖြစ်ရတဲ့ကြောင့်လူတွေက ဟင်းဝင်ရရင်မိဘတွေကိုအပြစ်တင်ခဲ့ကြသလိုဝိုင်းစုံနယ်ဘက်ကလည်းအများကြီးဟိုတနာခဲ့ကြပါတယ်ခုနှစ်တည်းအများကြီးကြာခဲ့ပြီးတော့ဟင်းဝင်ရနဲ့ဆိုပြစီရင်ရွှေကိုမိသားသုံးပြီးတော့ခန်းအားဆုံးမင်္ဂလာပွဲကိုကျင်းပတဲ့အခါမှာအနုပညာလောကတစ်ခုလုံးကိုဖိတ်ပြီးတော့အတိတ်ကစစ်တော်ကဝိုင်းစုံနယ်ကိုကွက်ပြီးတော့ချန်ထားခဲ့တာကလူတွေကအတိတ်ကိုမမေ့နိုင်သေးဘူးလားလို့ဝေဖန်ကြတာပါဟင်းဝင်ရရောဆိုပြစီရောအခုခေတ်လူငယ်တွေဖြစ်ပြီး professional လဲစံသင့်ပြီးအတိတ်မှာဖြစ်ခဲ့တာအတိတ်ပဲဒီလိုတရားဖေကိုကွက်ပြီးတော့မဖိတ်တာမပြတ်တမ်းရရောက်တယ်မင်းကြီးချက်ဖို့ဆိုတဲ့ social media ကဝေဖန်နေကြပါတယ်တချို့ကတော့ မဖိတ်တာမှမှန်တယ်လို့ဆိုရရင်ဂိမ်းစဉ်းစားကြည့်ပါဦးဝိုင်းစခန်သိန်းကသာဖိတ်ခဲ့ရင်ဒီပွဲကိုသူတက်လာခဲ့ရင်ဘသူကအနေအခက်ဆုံးဖြစ်မလဲဆိုတော့သူတို့သမီးဆိုဖီးသင်းလည်းအနေခက်မယ်သူတို့သားဟင်းဝင်းရလည်းအနေခက်မယ်လာတဲ့ဝိုင်းစခန်သိန်းကသာလည်းအနေခက်မယ်သူတို့ဖြစ်တော့ရင်ကလေးကသဘောမတူခဲ့တဲ့ဟင်းဝင်းရဲ့မိဘတွေကရောဘလို့မျက်နှာနဲ့အဲခံလဲဒီလိုအားလုံးအနေခက်ရမယ်အချင်းတွေကိုကြုံမြင်လို့အားလုံးရဲ့ဂုဏ်သိက္ခာကိုငဲပြီးတော့မဖိတ်ခဲ့တာပါပို့ပြီးတော့မန်ကန်နဲ့ဆိုဖီးချက်ဖြစ်တယ်လို့တစ်ဖက်ကလည်းပြောနေကြပါတယ်ပရိသတ်ကြီးတို့ကရောဘလို့မျိုးထင်မြင်ကြပါလဲ ဟင်းဝီရနဲ့ဆိုမင်းစင်တို့အနေနဲ့ဝိုင်းဆိုင်တင်ကိုဖိတ်တင်နေလို့ထင်ပါသလားဒါမှမဟုတ်အခုလည်းမဖိတ်ဘဲနဲ့နေလိုက်တာကနှုံးနှစ်ဖက်လုံးအတွက်အကောင်းဆုံးဖြစ်သွားသလားကွန်မန့်မှာကိုယ့်ရဲ့မြင်လေဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင် ဟင်းဝင်းရဲ့စုပြည့်သစင်တို့ရဲ့မင်္ဂလာပွဲမှာသူတို့သားသူတို့သမီးရဲ့လှူကြလို့လူပြောများနေတဲ့မင်းသားမင်းသမီးများဒီနေ့နိုဝင်ဘာလ14ရက်နေ့ကတော့ပြည်သက်ချစ်တော်မင်းသားဟင်းဝင်းရဲ့မင်းသမီးစုပြည့်သစင်တို့ရဲ့ရန်ကုန်မြို့ Novel Demel ကမင်္ဂလာပွဲကြီးကျင်းပခဲ့ပါတယ်။ဒီမင်္ဂလာပွဲကြောင့်ပြောရမယ်ဆိုရင်ပြည်သက်ချစ်တို့ရဲ့ဘေးကနေစပြောရမလဲတောင်မှမသိအောင်ပါပဲ။ခန္ဓာရည်ဆိုတဲ့စကားလုံးထက်ပေါ်ပါတယ်။တိုင်းမဲ့လူတွေခုပြောနေကြတာကမင်္ဂလာပွဲရဲ့ကုန်ကြစရိတ်ရွှေဒီပြည်များတွေကြောင့်နေမဟုတ်တော့ဘူး။ အဲ့ရှူရီဘရန်များတွေကြားထဲမှာမင်းသားမင်းသမီးတွေစုံနေတဲ့ဒုသားဒုသမီးရန်တွေကြောင်းပါပဲ။ကဲဒီပွဲဘလောက်ထိကြီးကျယ်ခမ်းနားတဲ့ဘသူတွေဝင်းရံကြတဲ့ဆိုတာတူတူကြည့်လိုက်ကြအောင်ပါ။ပထမဆုံးအနေနဲ့အဲ့ပွဲရဲ့အဓိကလူပြောများနေတာကတော့ဒုသားနဲ့ဒုသမီးရဲ့ဝတ်စုံပါ။ဒါကရွှေရောင်ချီမြင်နေထိုးတာမဟုတ်ပါဘူး။ဒါကရွှေသားစိတ်ကိုဗစ်သားတိကျသုံးပြီးတော့ရက်လုတ်ထားတဲ့ရွှေမင်္ဂလာဝတ်စုံဆက်ပါ။ဟုတ်ပါရဲ့ရွှေကိုဗစ်သားပါ။ဆိုပြီးတစေဝတ်စင်နဲ့ရွှေထမိန်သိန်းကင်ထားတဲ့ရွှေပန်းစီ အဲဝင်ရဝစ်စင်နဲ့ရွှေတောင်ရှိပစိုးအလုံးဟာရွှေသားစစ်တွေပါဒီရွှေသားဝစ်စုံတွေပေါ်မှာမတန်မိုးပြက်လို့မရနိုင်တဲ့မိုးကုတ်ဗရန်များစစ်တွေဗရန်များဝယုံနဲ့ဗရန်များတစ်ပတ်တည်းနဲ့တက်စင်တက်စားစင်ထားတာမလို့ဂျာဟာမင်္ဂလာဝဲတစ်ခုစွာတဲ့တော်ဝင်နန်းတက်ဝဲတစ်ခုနဲ့တောင်မှပို့တူနေပါတယ်ဒီမင်္ဂလာဝဲတစ်ခုရဲ့ကုန်ကြစီကိုခံမှန်းနေကြတာကတော့တိမ်မောက်ရာနဲ့ချီကုန်ကြတယ်လို့ဆိုပါတယ်နောက်ထပ်ပြောစရာကတော့ခမ်းမပြေစင်မှာ ဒီပွဲတွေတာမန်ပွဲစီစဉ်သူတွေမဟုတ်ဘဲနဲ့ထိုင်းနိုင်ငံကနာမည်ကြီးပညာရှင်တွေကိုငှားယမ်းပြီးတော့လှဆင်ခဲ့တာပါ။ခမ်းမတကူလုံးကိုခြားဘန်းတွေမတုံးမဲနဲ့ဈေးကြီးဆုံးခန်းနာဆုံးဖြစ်တဲ့တက်ခွာဘန်းတွေနဲ့ကြီးပဲမျက်စိတဆုံးအလှဆင်ထားတာပါ။ခမ်းမတွေဝင်လိုက်တာနဲ့တက်ခွာဘန်းတွေနဲ့တိဆောက်ထားတဲ့နှက်ပုံနဲ့နဲ့တကူတွေရှောက်သွားသလိုခန့်စားရတယ်လို့ဆိုပါရီ။တကယ်ကိုမှကနဝင်းဆန်လုံးပါရီ။ကဲခုပြောမယ့်အပိုင်းကတော့ပရိသတ်တွေအန်အော်တကြီးဖြစ်ပြီးတော့လူပြောအများဆုံးအပိုင်းမှာဒီလောက်ခန်းထားတဲ့ရွှေတွေပရက်များတွေကြားထဲမှာ မင်္ဂလာမောင်နှံကိုဝင်းရံပေးကြတဲ့သူတွေကလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်အကောင်ဆုံးမင်းသားမင်းသမီးတွေဖြစ်နေလို့ပါပဲ။မြန်မာသူတွေကငေးမောသွားရလောက်အောင်ခံညာနေကြတဲ့မင်းသားကျောတွေဖြစ်တဲ့အလင်းရောင်အေဂျင့်မှရှိန်တီထူနဲ့ထက်အောင်ဆိုင်တို့ကပါဝင်ခဲ့ပါရယ်။မင်းသားတွေရဲ့ခံညာမှုကတော့ပြောစရာမလိုအောင်ပါပဲ။ပြည်သက်ချစ်တော်မင်းသမီးကျောလေးဖြစ်တဲ့မင်းမြင့်မို့ချူလေးနော်ဘောအေထားနဲ့ဝေလာရှိရှနာဘိုတို့ကချစ်စရာကောင်းလွန်စွာနဲ့သူတို့သမီးစုပြည့်တဲ့စဉ်ကိုဝင်းရံခဲ့ကြပါရယ်။အိတ်ဘွေရဲ့ဆာပရိုက်တကူကတော့ပန်ဂျယ်တဲ့သူတွေပါ။ တို့သားဘက်ကပန်းချဲတဲ့သူကတော့အခြားသူမဟုတ်ပါဘူး။ထိတ်တန်းမင်းသားတလဲဖြစ်တဲ့အောင်ရင်လင်းကိုယ်တိုင်ကပန်းချဲပေးခဲ့တာပါ။ဒါပြင်တို့သားဟင်းဝေရန်ရဲ့ညီမချောလေးအဲလာရွှေစင်ကလည်းပန်းချဲမင်းသမီးဖြစ်ပါဝင်ခဲ့ပါရီ။မင်္ဂလာဝဲတစ်ခုရဲ့နုပညာရှင်မင်းသားမင်းသမီးများကြီးကိုတနင်္လာနေ့မှာဆုံဆုံညီညီတွေ့မြင်ခဲ့ရတာပါ။ချားရီမကားသေးပါဘူးဟင်းဝေရန်နဲ့စပေးတဲ့စင်တို့ရဲ့နှစ်ဖက်မိသားစုဝင်တွေကိုယ်တိုင်ကလည်းရွှေသားစစ်စစ်နဲ့ရက်လုံထားတဲ့ဝတ်စုံကိုစင်တို့ဝတ်ဆင်ခဲ့ကြတာတွေ့ရပါရင်တကယ်ကိုမှရွှေသားမင်္ဂလာဝဲဆိုတဲ့နာမည်နဲ့လိုက်ဖက်လုံပါရင် ဒီမင်လာပွဲကိုတက်ရောက်လာကြကြတဲ့ဧည့်သည်တော်တွေကလည်းဖွဲ့ဖွဲ့ဝုံမုံရွှေပါဝင်မြန်မာနိုင်ငံရဲ့ထိတ်တဲနှုပညာရှင်တွေစီဝါရေးလုပ်ငန်းရှင်ကြီးတွေအများအပြားတက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။တကယ်ကိုမြန်မာနိုင်ငံရဲ့တမိုင်းမှာခန္ဓာဆောင်ကုန်ကြအများဆုံးပြီးတော့နှုပညာရှင်ဆောင်ကြီးမင်လာပွဲကြီးတစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။ပြည်သက်ကြီးရောဒီမင်လာပွဲမြင်ကွင်းတွေထဲမှာဖေပိုင်းကိုသဘောကျဆုံးလင်းအတူတပြည့်သူတို့သားသူတို့သမီးရှင်တွေထဲမှာဖေမင်းသားမင်းသမီးကအစ်မျက်စီထဲမှာထင်ရှားနေလင်းကွန်မန့်မှာကိုယ့်ရဲ့မြင်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးရှင်။